ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ချမ်းသာတဲ့သူတယောက်ဖြစ်တဲ့ဒေါသီရာကသူ့လက်ထဲမှာစီမီးပကံကိုကန်ပြီး သူ့ချေးမာတွေကိုကြိုဆိုဖို့စောင့်နေပါတယ်အင်းနီနာချင်းတွေကတော့အတင်းတုံနေကြပါတယ်အမလီပူလိုက်တာ ်မတိတာတော့သူချမ်းသာကြောင်အမြဲတမ်းကြွားဝါနေတာဒါပေမဲ့အခုလိုချိန်မှာငါတို့လိုဧည့်သည်တွေအဆင်ပြေအောင်ပန်ကားတွေကုလာတွေတက်ပေးမယ်ဆိုတာမရှိဘူးငါတော့အပူတမ်းမခံနိုင်တော့ဟိအမတို့ရေကျမပြန်တော့မယ်ခဏလောက်စောင့်ပါအောင် တော်လှရဲ့သူချွေးမတွေရဲ့လက်ဆောင်ပစ္စည်းတွေကိုကြည့်ပြီးမှပဲသွားကြမယ်လေဒီချိန်မှာပဲသူတို့သားနဲ့သူတို့သမီးတို့ ရောက်လာခဲ့ကြပါတယ်သူတို့နောက်မှာကုန်တင်ကားအကြီးကြီးနဲ့လက်ဆောင်ပစ္စည်းတွေလည်းအပြည့်ပါလာပါတယ် ။စင်းရဲတဲ့ချွေးမာလီရဲ့လက်ဆောင်တွေကတော့ကားတတိလေးတွေမှပဲပါလာပါတယ်။ချမ်းသာတဲ့ချွေးမာလီရဲ့လက်ဆောင်ပစ္စည်းတွေကိုမြင်ပြီးအင်ဒီနာချင်းတွေကလည်းမနာလိုမျက်နှာထောက်တွေဖြစ်နေကြပါတယ်။အမတီတာအရင်ချမ်းသာလို့နဲ့မိသားစုအမင်းကလေးကိုချွေးမာတော်ထားတဲ့ထက်နဲ့ကြည့်ပါဟဲ့။အမချွေးမာလီနဲ့တူလက်ဆောင်ပစ္စည်းတွေပါလာတာနင်းနေတော့မဟုတ်ဘူး။လာတဲ့ပရိဘောကတွေကောင်းလို့နဲ့မွေရာတွေကျမချွေးမာလီလာတော့ကလေရိုးရိုးပရိဘောကရိုးရိုးပရိဘောကတွေပဲလက်ဆောင်နေနဲ့ပါလာတာ။ ။အင်းနီနာချင်းဒေါနာရဲ့စကားကိုချမ်းသာတဲ့ဟန်နီကခေါင်းမာစွာနဲ့ပြောပါရယ်။အတော်ကလည်းယိုယိုပရိဘောကတွေဆိုတာဆင်းရဲတဲ့သူတွေကပေးတာပါ။တမီးရဲ့ဖေကတော့တမီးကိုအားလုံးဈေးကြီးတာတွေပဲပေးတာ။အထူးသဖြင့်ဒီပရိဘောကတွေကဈေးအကြီးဆုံးနဲ့အကောင်းဆုံးတွေပဲ။ဒီဆိုဖာခုံတွေဆိုတာအက်ဒမင်ဘရန်ကလေတခုံကိုရူပီ9သိန်းကျော်တယ်။ကိုမွေးရရဆို7သိန်းကျော်တယ်။တခြားရေခဲတက်တာအဲကိုလာဝါတာကူလာတွေက7 star လို့သတ်မှတ်ထားတဲ့ရေသွေးတွေဖြစ်တယ်လေ တခြားလူတွေလိုအညာစားတွေထဲကမဟုတ်ဘူးအားလုံးစီအကြီးတွေပေးဝယ်ထားတာအန်နီရဲ့ရိုင်းဆိုင်တဲ့အပြုတ်မှုတွေကိုမြင်ပြီးတော့အင်းနီနာချင်းနေလဲနှုတ်ဆက်သွားကြပါတယ်ကိုကိုကိုတထေးသမီးဆိုပြီးကောင်းမာနေရပေါ့လေဒါတော့ဟုတ်ပါပြီမသိတာအမရဲ့ချမ်းသာတဲ့ချွေးမတလောက်စီကြီးတဲ့လက်ဆောင်နဲ့ယူလာတာဒါပေမဲ့အမရဲ့ချမတယောက်ကဘာလို့ယူလာရတာတုံးဂျေးရီကဘလို့ဒီဇိုင်းတွေကြီးလဲပြီးတော့အခုလိုခင်မှာမြေအိုးတွေကဘသူသုံးကြသေးလို့လဲ ပြီးတော့ရေအိုးကလည်းမြေအိုးလေးပဲယူလာတယ်။အန်တီသမီးရဲ့ဖေကတီအိုးခွက်ပကံနေကိုသမီးရဲ့မင်္ဂလာပွဲမှာလက်ဆောင်ပေးဖို့ဆိုပြီးတော့တိတိချာချာတိန်းထားတာ။သမီးရဲ့ဖေကအိုးလောက်သားဖြစ်တော့ဂျာရီကိုသမီးအတွက်အထူးလုပ်ပေးထားတာ။ဆွဆုကတော့သူ့အဖေမြစ်တာအပြည့်နဲ့ပြီးခဲ့တဲ့လက်ဆောင်ပစ္စည်းတွေအကြောင်းပြောပြနေတဲ့အချိန်မှာဒေါသီရာကသူ့ကိုဇူလိုက်ပါတယ်။ဟဲ့တိတ်ဆန်ဒီပါမဟုတ်တဲ့လက်ဆောင်ပစ္စည်းတွေနဲ့ ငါ့လူကြားတဲ့အဆက်ခွဲခြင်းညာလားနင်းတီညာမှာရက်နေရတာနင်းရဲ့ရက်ကတိကြမယ်သူပြောလို့သာနင်းကိုဒီအင်းအချွေးမဖြစ်လက်ခံလိုက်တာမဟုတ်ဘူးဆိုရင်တော့လေနင်းကဒီအင်းမှာအလုတ်သမားဖြစ်ဖို့တောင်အဆင်နဲ့မရှိဘူးကြားလားဒေါ်တီရာရဲ့စကားကြောင့်စွစွမမျက်ရည်တွေဝဲလာခဲ့ပါတယ်တော်ပါတော့ရှင်မရဲ့ဘာလို့မြအင်းရဲ့ချွေးမကိုလူသူကြားတွေစုံောက်နေရတာလဲဒါချွေးမလေးကိုအင်းနဲ့ခေါ်သွားလေဟုတ်ကဲ့ပြီလာစွစွခဏအကြာမှာတော့ မတိတာရဲ့အမှန်ချွေးမတွေရဲ့မျက်နာပြပွဲလေးကိုမြင်မြင်လေးလှုပ်ပေးပါဦးကျမတို့လည်းအိမ်ပြန်ချင်နေပြီဒါပေါ်ခနာဆောင်အခုခေါ်လာခဲ့မယ်ဒေါတိရာကသူ့ရဲ့ချမ်းသာတဲ့ချွေးမစီကိုပဲတန်းလာခဲ့ပါတယ်ဟန်နီကတော့ဖုန်းသုံးနေပါတယ်တမီးအဝတ်တွေမလဲရသေးဘူးလားအောက်မှာဧည့်သည်တွေကတမီးကိုကြည့်ချင်လို့စောင့်နေကြတယ်အမေကြီးတမီးရဲ့မျက်နာပြပွဲအတွက်တမီးစိတ်မပါဘူးစိတ်မပါဘူးဆိုတာဘာတဘောလဲတမီးအောက်ကိုလာပြီးနိုင်ဝက်လောက်လေးပဲထိုင်ရမှာလေး လာပါမဟုတ်ဘူးဆိုရင်ဧည့်သည်တွေတမျိုးထင်နေလိမ့်မယ်ဟန်နီကမမ်မာနာရီနဲ့သူ့ရောက်ခမကိုငောက်ပြီးတော့ပြောလိုက်ပါတယ်အမေကြီးတမီးကစိတ်မပါဘူးလို့ပြောနေတယ်လေသူတို့ဘသူကခေါ်လို့လာတာလဲတော့အမေကြီးအခုတမီးအတွက် ဖြော်ပြီးဖြော်ပြီးတော့ယူလာခဲ့ပေးသူတို့နှစ်ယောက်ရဲ့စကားကိုဧည့်သည်တွေကြားသွားပြီးဒေါ်တီတော်ကိုလှောင်ပြောင်းပါတော့တယ်ကြည့်ပါဟဲလာတာတည့်ရတောင်မပြည့်သေးဘူးသူရောက်ခမဘလို့ငောက်နေရလဲငောက်မှာပဲလေ သူနဲ့တူတူလက်ဆောင်ပစ္စည်းတွေတပုံတပင်ကြီးပါလာတာကိုအခုတော့တော်သေးတာသူ့ရဲ့လက်ညှိုးပေါ်မှာပဲရှိနေတော့မှာအင်းဒီနာချင်းတွေကကောမန်မျိုးစုံပေးပြီးတော့အဲ့ဒီကနေထွက်သွားကြပါတယ်ညအချိန်မှာတမိသားစုလုံးအိတ်ဖို့ပြင်နေတဲ့အချိန်ဒေါ်သီရာအခန်းထဲကအေကွန်းကပြက်သွားပါတယ်ဟာဒီအေကွန်းကပြက်သွားပြန်ပြီရှင်နားထောင်ကျမဒီခန်းထဲမှာပန်ကာလေးနဲ့မအိတ်နိုင်ဘူးကျမတို့ကျမရဲ့ချမ်းသာတဲ့ချွေးမလေးစီကိုပဲသွားအိတ်တော့မယ် ဒေါသီရကခေါင်းတစ်လုံးနဲ့ဟန်နီရဲ့ခန်းတကားကိုလာခောက်ပါတယ်။ဒီအချိန်ဘသူဖြစ်နေမှာတော့ငါတွန်းကြည့်လိုက်မယ်။ဟာအမေပါလား။တာပြည့်စုံအမေခန်းထဲအေကွန်းပြတ်သွားလို့မနေနိုင်ဖြစ်နေပါ။ဒီတော့လေအမေဒီနေ့တားလေးတို့ရဲ့အခန်းထဲမှာပဲဝင်အိပ်လိုက်မယ်နော်။ရတာပေါ့မေအမေနဲ့ဟန်နီတို့မှုရပေါ်အိပ်လိုက်ကြလေ။ဒေါသီရကချက်ချင်းမင်းဟန်နီလက်ဆောင်ပါလာတဲ့မှုရကြီးပေါ်မှာလှဲအိတ်ချလိုက်ပါတယ်။အမလေးလေး တမီးလေးရဲ့မွေရာအရန်ကောင်းတာပဲအမေကြီးခန်းထဲကမွေရာတလောက်မကောင်းတမီးဘာရက်လုံနေရလဲမီးပိတ်လိုက်တော့လေဟုတ်ကဲ့ပါအမေကြီးဒုက္ခပေးဖို့ရောက်လာပြီအန်ဒီကတော့ဒေါသတွေထွက်ပြီးမိတ်ဖဲနေနေပါတယ်ဒီခါမှာခြေတော်တစ်ဖက်ကသူ့ဘုကိုရောက်သွားခဲ့ပါတယ်ဟာသူ့ဟောက်တန်ကလည်းကျဲလိုက်တာပြီးတော့တဖြည်းဖြည်းနဲ့ငါဖက်ကိုပဲဘာလို့တိုးလာနေရလဲအန်ဒီကဒေါသထွက်သွားပြီးတော့ဒေါသီရကိုတွန်းချလိုက်ပါတယ်ဒေါသီရလည်းဘေးကိုပြုတ်ကျသွားပါတယ် ။အိုးဖះရေအမလေးငါခါတော့ကျိုးပါပြီ။အမလေးငါဝိုင်းကူထူပေးကြပါအောင်ဟဲ့။ဒေါသီရာကခါကင်ပြီးတော့အခန်းပြန်ထွက်သွားပါလေ။နောက်နေမနဲ့မှာတော့ဟဲ့ငါရဲ့စင်းရတဲ့ချွေးမလေးငါရဲ့ချမ်းသာတဲ့ချွေးမလေးတို့မလိုင်းတွေပြင်းတဲ့ special လက်ဖက်ရည်ယူသွားပေးစမ်းစစုကလက်ဖက်ရည်တဲဖို့သွားတဲ့အချိန်မှာဟန်ဒီကရောက်လာပြီးတော့အိုးငါရဲ့စင်းရတဲ့အမလေးနင့်ရဲ့ဈေးပေါ်ပြီးပေါ့ပေါ့တန်တန်ခွက်တွေတုံးပြီးတော့လက်ဖက်ရည်မတဲနဲ့နော် ငါယူလာတဲ့အိုးတွေခွက်တွေတော်ပြီကျိုးဟုတ်ပါပြီဩပြီးတော့ငေါ့လေအဲ့ဒီအိုးတွေထဲမှာပဲလက်ဖက်ရည်ကျိုးပဲနင်ရအိုးခွက်ပကံတွေကိုစင်ရသားတွေကိုသွားလှူလိုက်ငါရဲ့မိဖို့ကြောင့်ထဲမှာမမြင်ချင်ဘူးကိုရောက်ခမရဲ့ပြုတ်မှုကိုမြင်ပြီးတော့စွတ်စွတ်လေးဝမ်းနေသွားခဲ့ပါတယ်ခဏကြာမှစွတ်စွတ်သူတို့နှစ်ယောက်ကိုလက်ဖက်ရည်လာပြီးတော့ပေးလိုက်ပါတယ်ဒီမှာလက်ဖက်ရည်ပါအမေကြီးနဲ့ဟန်နေဟာတမီးလေးဒီခွက်ကတောက်ပနေလိုက်တာအမလီအမေကြီးရဲ့ ဈေးကြီးတဲ့ခွက်တွေပါဆိုနေမှတောက်ပနေမှာပေါ့အမေကြီးကတလောက်ဈေးကြီးတဲ့ခွက်တွေမှာလက်ဖိတ်မတောက်ဘူးဘူးဆိုတော့အခုတောက်လိုက်ပေါ့ဟန်နီကဒီလိုပြောတော့ဒိုတီရိုင်းရဲ့စိတ်ကိုထိခိုက်စေပါတယ်ဒီခါမှပဲဒိုတီရိုင်းရဲ့လက်ထဲကနေလက်ဖိတ်ရေခွက်ကပြုတ်ကျပြီးခွေးသွားပါတော့တယ်အမေကြီးဒါဘလို့လောက်လိုက်တာလဲရူပီ9000တန်လက်ဖိတ်ခွက်ကိုခွဲပြစ်လိုက်ပြီအမေကြီးကဈေးပေါ်တဲ့လမ်းဘေးကလက်ဖိတ်ခွက်နဲ့ပဲတန်တာအမေကြီးကတမင်တက်တက်လောက်တာမဟုတ်ရပါဘူးကွယ် ခွက်ကပူနေတော့လေအရာလက်ထက်ကနေလွတ်ကြပြီးကွဲသွားတာပါဒီလိုမျိုးနဲ့ဟန်နီကသူ့ရဲ့ဈေးကြီးတဲ့ခွက်ကွဲသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးစဉ်းညာနေပါတယ်ပြီးတော့သူ့ရဲ့ဈေးကြီးတဲ့လက်ဆောင်ပစ္စည်းတွေပါလာရတာကြောင့်ဒေါတိယကစွစုကိုဘယ်တော့မှတနာညာတာခြင်းမရှိခဲ့ပါဘူးဒီနေ့မှတော့သမီးဒီအိုးကသမီးရဲ့အဖေပေးထားတဲ့ဦးမလားဒီရဲရေတွေဖြည့်ထားလေမဟုတ်ဘူးအဖေကြီးအမေကြီးကသမီးရဲ့ပစ္စည်းတွေကိုအသုံးပြုဖို့တားမြစ်ထားတယ်ဒါပေမဲ့သမီးက ဒါရီကိုသမီးဖေဖေးတဲ့အမှတ်တရအနေနဲ့တင်ထားတာပါဆူဆူကဒီစကားပြောနေရင်းနဲ့ငိုနေပါတော့တယ်အဲဒီနောက်မှာပြည်ဖြိုးကပြောခဲ့ပါတယ်ဆူဆူရဲ့မငိုပါနဲ့နင့်အဖေကမြစ်တာနဲ့ပေးတဲ့ပစ္စည်းတွေကိုငါတို့ရဲ့အခန်းထဲမှာအမှတ်တရအနေနဲ့တင်ထားလေတကယ်လားယင်ကျမအဲ့လိုလောက်တာရှင်တကယ်ကျေနပ်ပါရဲ့နော်ရပါတယ်ဆူဆူကျေနပ်ပါတယ်သမီးဒီဦးရဲ့ရေဖြည့်လိုက်ပါအဖေကြီးကတော်တာဆိုတော့ရေဦးရဲ့ရေတောက်ရတာပဲကြိုက်တယ် ရောက်ခမဖြစ်သူရဲ့ထင်သေးအောင်ပြောခံရတဲ့စုစုကရောက်ကထင်းတဲ့ယောက်ျားတို့ရဲ့အားပေးမှုကိုခံရပါတယ်။ဒီလိုနဲ့တနေ့မှာတော့အမလေးဒီနေ့ကပူချက်တောက်နေရပဲ။ကဲဖြော်ရီဖြော်ပြီးတောက်လိုက်ရအောင်။ဒေါတိရာကချွေးမရဲ့ရေကဲတက်တာဖွင့်လိုက်တဲ့အခါဟန်နီကဒုပွားသွားခဲ့ပါတယ်။အမေကြီးမှအားနာရမယ်ဆိုတဲ့စိတ်ဓာတ်နည်းနည်းမှမရှိဘူးလား။သမီးတို့မမေးပဲသမီးရဲ့ဈေးကြီးတဲ့ရေခက်တက်တာပလော့လော့ပြီးလာကင်ရဲရတာလဲ။ အန်နီကဒေါတိရာလက်ကိုဆွဲပြီးပေးဖယ်လိုက်ပါတယ်။အဲ့ဒီကိစ္စကြောင့်ဒေါတိရာမှလုံစွာပင်စိတ်နာသွားခဲ့ရပါတယ်။ကျော်ရပြီဒီမှာရေတောက်တော်ပြီသမီးတော်ပါပြီအမေဝသွားပြီဒေါတိရာကမျက်ရည်တွေနဲ့အတူသူ့ခန်းလေးကိုရောက်လာပါတယ်။အရိမာဆုစုကမြေဦးထဲမှာဖြောင်ရည်လုပ်ပြီးသူ့ရောက်ကတိကိုတိုင်နေပါတယ်။အဖေကြီးထက်ယူအောင်မလား။တော်ပြီသမီးဖြောင်ရည်နှစ်ခွက်ကျော်တောင်တောက်ပြီးပိုင်တင်းနေပြီ ိုးရှင်မရေဖြိုကြီးတောက်ပါအောင်။အော်မင်းကဓာတ်တောက်မှမမဟုတ်တာ။နင်းရဲ့ချမ်းသာတဲ့ချွေးမလေးရဲ့ရေခဲတက်တာကရေအေးအေးလေးတွေပဲသွားတောက်ချီ။ဒီစာလုံးနေတဲ့ဒေါ်တီရာကဆွဆွရဲ့လက်ထဲကဖြိုကြီးကွက်ကိုယူပြီးတောက်ချလိုက်ပါတော့တယ်။ဒီမြေအိုးတဲ့ကဖြိုကြီးကအရန်တောက်ကောင်းတာပဲ။ဒီဖြိုကြီးတောက်ပြီးစိတ်ချမ်းသာသလောက်ဟန်နီရဲ့ရေခဲတက်တာရေတွေတောက်ပြီးစိတ်မချမ်းသာခဲ့ဘူး။ဒီလိုနဲ့နေရတွေဆက်ပြီးကုံဆုံးလာခဲ့ပါတယ်။ ဒီဘက်မှာဆူဆူကသူ့ရခမရဲ့စိတ်ကိုလွှမ်းမိုးလာတယ်လို့တစ်ဖက်မှာတော့ဟန်နီကတော့သူ့ရဲ့ဈေးကြီးတဲ့ပစ္စည်းတွေနဲ့ပတ်သက်ပြီးအငြင်းတန်းစူငေါက်နေလေရှိပါတယ်။ဒီလိုနဲ့တနေ့မှာတော့ဘလို့လုံနေရလဲကိုပြေဆုံးတသေးချာချာနှိပ်ပေးလေ။ငါနှိပ်ပေးနေတာနှစ်နာရီကျော်နေပြီနော်။ငါမောနေပြီ။ငါအိတ်ချင်နေပြီ။ဒေါသီရာကဒီမြင်ကွင်းကိုမြင်တော့ဒေါသထွက်သွားပြီ။သမီးညမရှက်ဘူးလား။နေရအမျိုးသမီးလေ။သူ့ခြေထောက်ကိုနေရနှိပ်ပေးရမှာ။ ကို့မျိုးတော့ခြေတော်နှိပ်ခိုင်းတာနင့်မတကယ်အရှက်မရှိတော့ဘူးလားအမေကြီးဒါသမီးတို့ယောက်ျားဖြစ်စင်တွေပါ အမေကြီးမှဝင်ပါခွင့်မရှိဘူးနော်ဟဲ့ဟန်နီပြေဆောင်ကနင့်ခင်ဖို့မဖြစ်ခင်ငါရဲ့သားဟဲ့ဘယ်ကသားဖြစ်နေရတော့မှလဲအမေကြီးသမီးကတန်ဖိုးကြီးတဲ့ပစ္စည်းတွေအများကြီးပေးပြီးတော့အမေသားဝဲလိုက်တာပဲရှင်းပလားဒီတခါတော့ဒေါ်တိရိုင်းရဲ့တီးခန်းနိုင်တဲ့အတိုင်းတာကလုံသွားခဲ့ပါရဲ့။တော်ပြီသမီးတော်ပြီ။နေ့ရက်တန်မိုးကြီးတဲ့ပစ္စည်းတွေအပေါ်မှာ မာနတွေထောင်လွှားနေရမှတ်လားနင့်ကိုငါသားလေးနဲ့ပေးစားလိုက်တာငါပဲမှားသွားတာပါအခုငါကိုယ်တိုင်ပဲနင်းနဲ့ငါသားကိုကွာရှင်းမိမယ်ဒီလိုတော့မရဘူးလေသမီးနဲ့တူတူပါလာတဲ့ပစ္စည်းတွေတခုချင်းစီကိုပြန်ယူလာပြီးပေးဒါမှကွာရှင်းလို့ရမှာဒီတော့မိသားစုဝင်တွေအားလုံးကသူနဲ့အတူပါလာတဲ့လက်ဆောင်ပစ္စည်းတွေကိုစုလိုက်ကြပါတယ်ပြီးတော့စုစုကနင့်ရဲ့ပစ္စည်းတွေကတော့အဲ့ဒီတိုင်းပဲဒါပေမဲ့ငါနင့်ကိုတလှလုံးလုံးအိပ်ရာပေါ်မှာလက်ဖက်ရည်ယူလာပြီးပေးတာတော့ စားဖို့တောက်ဖို့ချက်ပေးတာတော့လုပ်ပေးခဲ့တယ်။တီတော့နေလဲတလားတီတီတီအိမ်မှာအလလောက်ပြီးမှပဲသွားလို့ရမှာ။ကောင်းပြီလေငါသဘောတူတယ်။နောက်နေ့မနက်9:00နာရီထိုးတာနဲ့ဒေါ်တီရာနဲ့ဆွဆူတို့ကဟန်နီကိုမိဖို့ကြောင့်နေပို့လိုက်ကြပါရယ်။ဟိုငါရဲ့ချမ်းသာတဲ့ချွေးမလေးလက်ဖက်ရည်လေးအမြန်ယူလာခဲ့ပါအောင်။ယူလာနေပြီ။တတော်အိုက်တာပဲဒီမှာယူကြလက်ဖက်ရည်ကဲဒီမှာအကြာရက်ပြီးတော့လေအေးခံမှုမစင်းစားနဲ့အခုသွားပြီးနေလန်စာအတွက်ချက်ပြုတ်ပါ ပြီးရင်အဝတ်တွေလည်းရှော်ရမယ်။ပူအိုက်တဲ့အချိန်မှာသမင်းဟင်းတွေချက်ပြီးအဝတ်လျှော်ရလွန်းလို့ဟန်နီမှာမူးလဲပြီးတော့လေးကျသွားခဲ့ပါတယ်။ပြီးတော့သူသတိရပြီးတဲ့နောက်မှာတော့တွေ့ပြီလား။နေနာမကျန်းဖြစ်သွားတဲ့အချိန်မှာနေရဈေးကြီးတဲ့ပစ္စည်းတွေကဒီညမှာလုံးဝအသုံးမဝင်ခဲ့ဘူး။နေအခုထိအဆင်ပြေနေရတာနေကငါတို့ကပြုစုပေးနေလို့ပဲ။ကျမကိုခွင့်လွှတ်ပါမရဲ့။ကျမအမလှုပ်မိပါတယ်။မိသားစုရဲ့အရေးပါပုံ အခုကျမနားလဲပါပြီ။ နောက်ဆုံးမှာတော့ချင်းမနေရလုံးကတန်းတူညီမြအခွင့်အရေးတွေရခဲ့ပါတယ်။အဲဒီနောက်မှာတမိသားစုလုံးကပျော်ရွှင်စွာနဲ့ပဲနေထိုင်သွားကြပါတော့တယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်။